အားလုံးပဲမင်္ဂလာပါဗျာကုတခါမှာတော့စိုင်းရှင်ကိုအလို့ရှောင်းလို့ပြီးတော့ဖုန်းနဲ့ပတ်စံအိတ်ခိုးယူရမှာဖမ်းမိတော်လို့ပြောပြလာတဲ့ရင်ရွှေခန်းစားချက်ပြူဖိုင်လေးကိုအားလုံးပြီးအောင်တင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းဒီပြူဖိုင်လေးကိုကြည့်ပြီးတော့ဝေဖန်သုံးသပ်ပေးကြပါအောင်ဗျာအားလုံးလည်းမြန်မာ country knowledge channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာ ကဲမနေ့ကတော့လေကျွန်မဆိုင်မှာဖြစ်သွားတဲ့အဖြစ်ပြက်တစ်ခုကိုပြောပြမလို့သိလားမနေ့ကဈေးရောက်နေနေရေနေပန်းနေတောင်တုံးနေကွယ်သိလားအမျိုးသမီးတယောက်ကကျွန်မဆိုင်မှာဝင်လာတာဝင်လာပြီးသူအင်းကြီးကြည့်မယ်ပေါ့နော်ဟုတ်ရှေ့မှာထိုက်ထားတဲ့အကွက်အပြာလေးကိုကြိုက်တယ်ဆိုပြီးသူကယူလိုက်တယ် ပြီးတော့သူဂျင်းမမီလဲဝယ်မယ်တဲ့ဆိုပြီးတော့ဂျင်းမမီရွေးပေးပါပေါ့သူဆက်ကဘယ်လောက်လဲသူဆက်က34လောက်ရှိမယ်ပေါ့နော်ဆိုပြီးတော့ကျမတို့ရွေးခိုင်းတာအဲ့ချိန်မှာကျမတို့ရွေးပေးရပေါ့နော်ကျမညမကလည်းရောင်းနေတာအဲ့မနေ့ကမှရောက်တာရောက်တာဆိုတော့သူနဲ့ကျမနဲ့ကိုအင်ကြီးရွေးပေးပါဘာမှရွေးပေးမှာဆိုရွေးခိုင်းနေတယ်သူကလုံးဝထားမရွေးဘူးဒါပေမဲ့ကျမတို့သူ customer ကအကျမတို့ရွေးခိုင်းတာဆိုတော့ပေါ့နော်ကျမတို့ယုံကြည်လို့ပဲဆိုကျမတို့ရွေးပေးတာပေါ့နော်ရွေးပေးနေတဲ့ကျမအမျိုးသားကလည်းထွက်လာတော့အဲဒီလိုဆိုင်မျိုးပေါ့နော်ဘာမှတကယ်တော်တယ်ဝတ်ကြည့်လိုက်တော့တော်တယ် တော်တော်လွန်ဆိုင်မျိုးရွေးပေးပါအောင်ဆိုသူကလေခုနကငုတ်တုတ်ထိုင်ပြီကျွန်မတို့ရွေးခိုင်းနေတာကျွန်မတို့အင်ညီတန်းနေမှာရွှေ့ပတ်ပြီးရွေးနေရပါတော့ဟိုအင်ညီရွေးပေးပါအကွက်အကွက်ပဲကြိုက်တယ်ဗျောင်းမကြိုက်ဘူးဒါလက်ရွှေကြီးမယူဘူးကျွန်မတို့ဒါလေးကြိုက်လားဟိုဝါလေးကြိုက်လားနဲ့လေအဲရွေးပေးပါအောင်လို့သူရွေးခိုင်းနေတာဖြစ်ချင်တော့လေဒီဘက်သူထိုင်နေနားရဲ့နောက်မှာကျွန်မတို့ဖုန်းကိုအားသွင်းထားတယ်ဖုန်းအားသွင်းထားတယ်ကျမရဲ့ဖုန်းအားသွင်းထားတယ်အဲ့ဒါကို तू ကအဲ့ဒါမှထိုင်ချပြီးတော့ဘောင်းမီတွေ तू ကအင်ကြီးတွေ तू လိုချင်တဲ့အင်ကြီးတွေပြပြီးပုံထားပြီးတော့ဖုန်းကိုအောက်မှာဇက်ဆိုးဆိုးချွတ်ပြီးတော့အောက်ထားတာပြီးလဲပြီးတော့လေကျမ အမျိုးသားရဲ့ပတ်စံအိတ်ကတော့ပတ်စံအိတ်ကလည်း तू ကဒီနောက်နောက်ကခုံပေါ်မှာတင်ထားတာကွာချင်းလေးနဲ့ तू နဲ့မလှမ်းမကမ်းမှာဘတ်ချင်းဘလို့အဲ့ပတ်စံအိတ်ကိုယူလိုက်ပြီးတော့အဲ့ဒီအောက်မှာဖောင်းဖောင်းပတ်စံအိတ်ကိုဘောင်းမီနဲ့ဖောင်းထားတာမသိလိုက်ဘူးအဲ့ချိန်မှာတမမျိုးသားလေးတမကပထမအောင်ဆုံးဝယ်တဲ့ဘောင်းမီတတိယမရှိတဲ့ထဲနဲ့အင်ကြီးပို့ပတ်စံရှင်းနေပေါ့နော်၃တောင်းကျမကိုရှင်းနေရှင်းပြီးတော့အဲ့အင်ကြီးကနှစ်ထဲဘောင်းမီကတစ်ထဲရှင်းနေရှင်းလဲရှင်းပြီးတော့ तू ကနောက်ထပ်ထပ်ယူအောင်မယ်ရွေးပြုံးပေါ့နော် तू တယောက်ကိုသွားခေါင်းမယ်ပေါ့ဆေးရပေးထားခဲ့မယ်ပေါ့နော်ဆိုပြီးကျမက तू က ပတ်ဆက်နှစ်တောင်းထပ်ထုတ်ပေးတယ်။နောက်ထပ်အင်ဂျင်နဲ့ထပ်ရွေးတာ1000လောက်ကျတော့8000အပိုဆန်ထားခဲ့မယ်။နောက်ထပ်ဘောင်းမီနဲ့အင်ဂျင်နဲ့တွဲပေးအောင်ဆိုသူဘက်ကမဟုတ်ဘူးသူနဲ့နေတဲ့ကာမလေးကသူထက်သေးတယ်ပေါ့နော်။အဲ့လိုပုံစံလေးရွေးပေးပါဆိုတော့ကျမကိုခိုင်းတာ။ကျမညော်လဲဟဲ့အဲ့ဒါဆိုလို့ရှိရင်ကျမညမဝင်ပြောလိုက်တာပေါ့နော်။ဒါဆိုလို့ရှိရင်တော့ခေါ်ပြီးမှပြန်လာမှသူ့ဆက်ချက်ရွေးပါစေဆိုပြီးပြောလာမှတော့သူချိုးလေးလက်အားပြန်နေတာ။ပြန်နေတာ။ ပြန်လိုက်ပြန်လေရောအဲ့ဒါနဲ့နောက်တော့ကျမတို့ကပတ်ဆိုင်ကောတယ်ဆိုဖုန်းကောတယ်ဆိုပြီး तू ဖုန်းကိုကျမတို့က तू ကသိသွား तू ရိတ်မိသွားကျမတို့ကမပြောဘူးဖုန်းကိုတော့ပွေပြီးခေါ်နေတာကျမဖုန်းကို तू ကအဲ့ချက်ကခေါ်လိုက်ခေါ်လိုက်ကော तू ထိုင်နေတဲ့ရှေ့ရောက်ကဘောင်းမီအောက်ကနေပတ်ဆိုင်အေကောဖုန်းကိုတော့တွားမိတာအဲ့မှာတွားတွေ့ရဟဲအဲ့တော့မှ तू လက်ထွေးပြန်ပြီး तू ထွက်သွားတော့နော်9000ထားခဲ့မယ်ဆိုပြီးတော့ထွက်သွားတာပြေးလဲပြီးရောကျမသိတယ်ကျမပတ်ဆိုင်ဖုန်းနဲ့ခွင့်ကြည့်ရောကျမကနောက်ဆုံးပြေးသွားနှစ်သားကိုပတ်ဆိုင်တွေကထုတ်ပြီးတော့ဝင်သွားတာဖြစ်နေတယ်တအားကြောက်ဖို့ကောင်းတယ်နော်တအားကြောက်ဖို့ကောင်းတယ်အဲ့လိုမျိုးတွေပြန်လဲမလာတော့ဘူး ဆယ်ရခွန်းထောင်လဲလာမယူတော့ဘူးဘယ်ယူတော့မလဲသူကကိုယ့်ရဲ့ထဲနဲ့ထုတ်ပြီးတော့ပတ်စံ2000နဲ့ဝယ်သွားတာထပ်ပြီးတော့နော်ကျွန်တော်တို့ကမသိလိုက်အဲ့ပတ်စံနဲ့ဖုံးတယ်ကိုဖုံးတာမဆက်မိလဲယူသွားမှာအဲ့လိုမျိုးတွေရှိရနော်အိမ်ထဲကိုကတ်တင်နေဝင်လိုက်ဟိုကပြပါဒီကပြပါဆိုပြီးကိုရှီကတောက်ချေတဲ့ယူသွားတဲ့လူတွေရှိတယ်အမေကျွန်မရေဘက်တုံးလုံးဝဈေးရောက်လို့မြင်တော့မနေရရှင်ပြော